့ SCB ထိုင်မန်နေအသုံးပြုနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဘန်ဆော်ဝဲပြက်ပြီးတော့ကျွန်တော်တို့ ATM ကတ်ရှိတယ်ဆိုလို့ချင်းကျွန်တော်တို့အနေနဲ့ True Money Wallet အကောင့်ထဲကို ATM ပုံးကနေကိုယ်တိုင်ငွေဘယ်လိုဖြစ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာတိကျသေးသေးလေးရှင်းပြပေးမှာဖြစ်လို့မိတ်ဆွေတွေဒီဗီဒီယိုလေးကလုံးဝကြိုးရှိမှာတိကျပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုသွားပေးကြပါဗျကျွန်တော်တို့အနေနဲ့ယင်ဦးဆုံးအနေနဲ့လောက်ရမှာကတော့ ATM ကတ်ယူပြီးတော့ ATM ပုံးသွားမယ်။ကျွန်တော်တို့ ATM ပုံးရောက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ကတ်ကိုထည့်မယ်။ ပြီးရင်တော့ကျွန်တော်တို့ဒီလှုပ်ရက်နံပါတ်ကိုထည့်ပေးပါတော့ဒါအထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဖန်သုံးဘက်လူတီးမယ်ပေါ့နော်โอเคပြီးရင်တော့ကျွန်တော်ဒီမှာဘာသာတကားရွေးမယ်ပေါ့เนาะကျွန်တော်အင်္ဂလိပ်ပဲပြပေးမယ်ကျွန်တော်နေဘာမခက်ဘူးเนาะကျွန်တော်အခုနှိပ်ရတိုင်းလိုင်းနှိပ်ယုံမယ်ဗျပြီးကျွန်တော်ဒီမှာ top s ဆိုတာကိုရွေးပေးလိုက်ယုံမယ်ဗျပြီးရင်တော့ကျွန်တော်ဒီ ဘယ်ဘက်ပေါ့နော်ဒီအပေါ်ဆုံးမှာရှိတယ်ဒီ mobile top app ဆိုတာရှိတယ်ဗျာအဲ့ဒီကောင်ကိုတစ်ချက်နှိပ်ပြလိုက်မယ်နော်ဘာမခက်ဘူးနော်ကျွန်တော်ကူလို့တည်းတစ်ဆင့်ပြင်လိုက်လို့ရုံမယ်ပြီးရင်တော့ကျွန်တော်ရဲ့ဒီမှာရှိရညာဘက်ရှမ်းမှာရှိရအောက်ဆုံးကဒီ e-wallet top app ဆိုတာကောင်ကိုတစ်ချက်ထပ်နှိပ်ပြလိုက်မယ်နော်ပြီးပြီဆိုရင်ကျွန်တော်ဒီဘယ်ဘက်အပေါ်ဆုံးမှာရှိချက် rumani ဆိုတာကောင်ကိုရွေးမယ်ဒီနေရာမှာကျွန်တော်တို့က saving လေကောင်းကောင်ကိုရွေးမယ်နော်တခြားဟာရင်မနေပါနဲ့ ပြီးရင်တော့ကျွန်တော်ဒီနေရာမှာ Truvani phone number ဆယ်လုံးကိုမှန်ကန်ဖြည့်မယ်ဒီနေရာမှာကိုဖြည့်မဲ့ငွေအမောက်ကိုထည့်ရမယ်ကျွန်တော်စမ်းပြမယ်နော်ကျွန်တော်လက်တာပထမဦးဆုံးကျင်စမ်းဘူးတာဖြစ်တယ်ကျွန်တော်ဘတ်တရာစမ်းထည့်ကြည့်မယ်โอเคဘတ်တရာစမ်းတဲ့ခါမှာ तू မရဘူးဗောနော် तू ပေးမသွားဘူးကျွန်တော်တရာမရလို့ကျွန်တော်ဘတ်200စမ်းတယ်200လည်းပေးမသွားဘူးနောက်ပိတ်ဆုံး तू 300မှရတယ်ဗောနော်အဲ့တော့ကျွန်တော်သိထားမှာတခုကအနည်းဆုံး300ဘတ်ကနေဒါစဖြည့်ရမယ်ဆိုတဲ့သဘောပေါ့ဗျာ အကျွန်တော်တွေ200ကျွန်တော်စမ်းကြည့်တယ်ဗောနော်200လက်သူလုံးဝမရဘူးအဲ့တော့ကျွန်တော်တွေဒီဘတ်300ဗောနော်โอเคဘတ်300ဘတ်300စမ်းမှအတူရပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဘတ်300စမ်းကြည့်မယ်โอเคကျွန်တော်အခု200တိုင်းပဲနှိပ်ပြီးမယ်เนาะဒီမှာ300ကျွန်တော်ဆမ်းပြီးတော့ correct နှိပ်လိုက်တယ်အဲ့ဒီခါကျမှသူကအောင်မြင်သွားတယ်ပေါ့เนาะ အဲ့တော့မစ္စလိုအနေနဲ့လည်းကျွန်တော်အခုလောက်သူလောက်ကြည့်ပါဒါကျွန်တော်ကိုယ်တိုင်လက်တွေ့ဆန်းပြရတာဖြစ်ပါရဲ့เนาะကျွန်တော်လည်းပထမအဆုံးကျင်ဆန်းတယ်လက်တွေ့ဆန်းတယ်ပြီးရင်ကြိုးလေးမှာမှန်ကန်ပြီဆိုရင် conference ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရရဲ့ဒီ true money wallet ကောက်ထဲကိုကိုယ့်ရဲ့ ATM ဘဏ်ဘုံကနေပြီးတော့ငွေဖြည့်သွင်းတဲ့နည်းလမ်းလေးကလွယ်ကူရွေးချင်ပါတယ်ကျွန်တော်တို့ထပ်သုံးကျင်နေဆိုရင်တော့အာကျွန်တော်တို့ app ကောက်နှိပ်ပေးလိုက် continue နှိပ်မယ်တကယ်လို့ကျွန်တော်တို့ဆက်သုံးကျင်နေဆိုရင်သုံးပေါ့เนาะမသုံးကျင်တော့ဘူးဆိုရင်တော့ အဲတက်ကိုထုတ်ပြီးတော့ကျွန်တော်တို့ပြန်လာလို့ရိုက်ဖြစ်ပါတယ်ဗျ။အမျိုးစုအနေနဲ့အခုပီတိုလေးကအကျိုးရှိတယ်ဆိုရင်ရှားမိတ်ဆွေတငယ်ချင်းတွေကိုပြန်လဲမြောက်ရို့လုံးဝမမေ့ပါနဲ့။နောက်ထပ်ဗန်နဲ့ပတ်သက်ပြီးတော့သိချင်သေးတဲ့အကြောင်းအရာလေးရှိတယ်ဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာထပ်ပြီးတော့မေးလာလို့ရပါတယ်။အမျိုးစုတို့အကျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe ပြုလုပ်ပေးဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုတွေသိချင်သေးတယ်ဆိုရင်တော့ comment link ကိုလည်းနှိပ်ပေးကြပါအောင်ဗျ။အားလုံးပဲနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါအောင်ဗျ။အားလုံးအဆင်ပြေကြပါစေ။